ပိတ်မင်္ဂလာပါရှင် MCW တီချာတော်မှပြန်လည်ကြိုဆိုလိုက်ပါရရှင် TV2 လေးကိုအမေရန်ကြည့်ဆိုအပ်ပြီးတဲ့ mix အားလုံးကိုဒီကနေ့အရန်အရန်ကိုကြည့်ဆိုတင်ပါတယ်လို့ပြောချင်ပါတယ်အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့ spin အမေရန်ခဏခဏခါလာစူးတဲ့လူတွေအတွေ့ပြီးတော့ bleaching လုပ်တဲ့လူတွေအတွေ့ပြီးတော့ rebonding လုပ်ပြီးမှ spin အရန်ပျက်စီးတဲ့ဆိုပြီး sink မြတ်တဲ့လူတွေအတွေ့ တကယ်ထိရောက်ရင်ပျက်စီးကိုကာကွယ်နိုင်တဲ့စီလေးကိုတင်ဆက်ပြီးတော့မှဖြစ်လို့ဒီဗီဒီယိုလေးမကြည့်ခင်မှာကျမရဲ့ channel လေးကို subscribe လုပ်ပြီးကြပါလို့တော့ဆိုချင်ပါတယ်တကယ်တကယ်အရန်ကောင်းတဲ့စီလေးစပင်အရန်ပျက်စီးလို့ရောက်ကြပဲဖြစ်စီမိန်ကလေးပဲဖြစ်စီစပင်တူဒီပဲဖြစ်စီရှီဒီပဲဖြစ်စီတွန်းလို့ရတယ် rebonding လုပ်လို့လား bleaching လုပ်လို့လားပြီးတော့ highlight လုပ်လို့လား ခဏခဏခါလာစုလို့လားဘလို့ပုံစံနဲ့ပဲပျက်စီးပျက်စီးပြီးတော့တဘာဝစပင်မကောင်းလို့လားဒီဟာလေးကိုဒီဟာလေးလိမ့်တာရန်ကိုထိရောက်မှုရှိတယ်တကယ်စပင်ပျက်စီးတဲ့လူတွေကိုကာကွယ်နိုင်ဖို့အတွက်လှုပ်ထားတဲ့ဟာဟုတ်တဲ့အတွက်ကြောင့်အရန်ကိုကောင်းပါတယ်လို့ပြောချင်ပါတယ်ပြီးတော့လေဘလို့သုံးရမလဲဆိုရင်တကယ်လို့များအိုးရီပြတကယ်လို့မြတ်စပင်ကြက်တဲ့လူတွေဆိုရင်အိုးအိုးရီပြကိုလည်းကိုအလင်းရမှာဟုတ်တယ် ဒီဟာလေးကိုဒီလိုစွပြီးမှဒီလိုလေးလုပ်ပြီးမှအိုးကြီးပြောအကုန်လုံးတက်ချလိုက်ပါနော်အကုန်လုံးကိုတက်ချလိုက်ပါအရန်ဆူဆွေးနေစရာလည်းမလိုဘူးသူကမနေ့ပြန်ကောင်းဆောင်မယ်ဆိုရင်ဒီညအလုပ်လိုက်ပေါ့ကျွန်မဆိုအဲ့လိုမျိုးအမေရန်လုပ်တယ်ပြီးတော့အိုးကြီးပြက်ကအေးအေးလေးဖြစ်မယ်ပြီးတော့ထူပြုတ်နေအဲ့လို look စရာလည်းမလိုစီရီယာဒီလိုမျိုးလုပ်ပြီးမှအိုးကြီးပြက်ကိုထစ်ရင်ရပြီးပြီးတော့အဲ့ဒါရှိတဲ့ဟာကိုကိုလက်မှာလေး ကိုလက်မလေးတက်ချလိုက်ပါကိုလက်မကြံတဲ့ဟာတွေကိုဒီစံတားတွေကိုတက်ချလိုက်ပါတက်ချလိုက်တက်ချလိုက်ဆူဆွဲနေစမ်းလူဘုနောအရာကူကကောင်းလျှော်တဲ့အတိုင်းကောင်းလျှော်ရမယ်ဆိုအမေရန်လုပ်လိုက်အယန်းကိုထိရောက်မှုရှိရနော်အယန်းကိုထိရောက်မှုရှိရပြီးတော့ကိုကနှစ်ရက်တခါကောင်းလျှော်ရဆိုရင်တော့ ယောက်ျားလေးတွေနှစ်ရက်တစ်ခါကောင်းလျှော်ရင်ကတော့တစ်ပတ်တစ်ခါလေးလုပ်လို့ရတယ်လေနော်တစ်ပတ်တစ်ခါလေးလုပ်လို့ရတယ်မိန်းကလေးတွေစပင်ရှိရဲ့လို့ဆိုရင်၃ရက်တစ်ခါကျမဆိုရင်၃ရက်တစ်ခါမေးရန်လျှော်တယ်ကျမအတွက်တင့်တော်အတင့်တော်ပဲအခုလဲအခုလဲလျှော်ထားတယ်မနေ့ညမှာကွာလိန်ထားတယ်ဒီမနေ့ဆိုကွာအလုပ်မတော့ခင်မှာလျှော်လိုက်တယ်ပြီးတော့တခါတလေကြည့်ရင်မနေ့မှာအိမ်မှာနေရင်တော့မနေ့မှာလင်းပြီးမှညနေပိုင်းမှာကွာရှော်တယ် အရာတကယ်ထိရောက်မှုရှိရနော်ကျမစပွင်စင်အရာနဲ့ပဲကူတာတယ်သူများတွေကစပင်ပါကြောင့်အရန်ကောင်းလဲဆိုတော့ဒီ YouTube ထဲမှာလည်းအမျိုးမျိုးကိုတုံးထားတဲ့ဟာလေးတွေရှိတယ်တဘာဝပေါ့နော်အရန်လက်လွယ်ကိုရမယ်ထိရောက်မှုလည်းရှိရမယ်အမ်ပြီးတော့ဒီဟာလေးတွေကအပင်မှာအပင်မှာတခါဒီလောက်ကောင်းအောင်ကိုကပေါင်းသွားပေါင်းတဲ့ချိန်ကြက်ရင်ဒီမှာ RM 150 150 200လောက်ပြီးလို့ရတယ် အဲ့ဒါဆိုရင်မြန်မာပတ်စံနဲ့ဆိုရင်နှစ်သိန်းပေါ့နော်တသိန်းခွဲအဲ့လောက်ကုန်တယ်ဒါမှမဟုတ်တသိန်းတန်လက်ရှိရကွာကဲ9000တန်လက်ရှိရကွာဒီဖက်ကတော့9000ကအနည်းဆုံးပဲ9000တန်ဆိုတာမရှိသလောက်ပဲပေါ့နော် စပင်ပေါင်းရင်အနည်းဆုံးက80လောက်ကုန်တယ်ပြီးတော့နည်းနည်းကောင်းတဲ့ဟာလေးဟူထဲ့တွေထဲ့ဆိုရင်တရ80အရန်ကောင်းတဲ့ဟာကြည့်ဆိုရင်လည်း300ကျော်လောက်ရှိတယ်ဒါမဲ့အဲ့ဒါဒီတော့မပြောတော့ဘူးဒီဟာဆိုရင်3လလောက်ခံတယ်ဆိုရင်တော်ပြီပေါ့ ကွာစပင်အရှိကြီးဆိုရင်လည်းကွာအမှန်တကယ်နှစ်လလောက်ခိုင်းလဲတော်ပြီလေနှစ်လမှ25ကျတော့အယမ်းကိုနေပါတယ်အယမ်းကိုနေပါတယ်အဲ့ဒါနိုင်ငံခြားလည်းပို့လို့ရအောင်ဆိုပြီးမှဒီမှာဟွာပါလေကွဲနိုင်တဲ့ဖန်ပလိဟိုမတုံးဘဲနဲ့သူကဟွာပါလေမကွဲနိုင်တဲ့မကွဲနိုင်တဲ့ဟာလေးတွေနဲ့ကွာတုံးထတုံးထတာဟုတ်တယ်အဲ့ဒါကြောင့်နိုင်ငံခြားလည်းပို့လို့ရပါတယ် ဒါပေမဲ့ပိုခါကြတော့ခုဟာနဲ့ကိုပေါ့နော်တက39ပြာ90လေးပါ အရန်ကိုတန်ပါတယ်လှုပ်ကြည့်ပါအ ਨੇ ဆုံးကိုကနှစ်လနှစ်လလောက်စပင်ကျမလူမျိုးစပင်ရှိရတူဆိုရင်နှစ်လလောက်ခန့်တယ် စပင်ရှိရဲ့သူစငါစပင်တိုးတဲ့သူစငါလာလောက်ခံတယ်လေငါလာမှဘလောက်ကုန်မှာလဲအဲ့လောက်ဆိုတော့ကုန်တယ်လို့တောင်မထင်ဘူးနော်29နဲ့90ပါအရန်ကိုဈေးပေါ်ပါတယ်ပြီးတော့အရန်ကိုလည်းထည့်ရောက်မှုရှိတယ်ဈေးပေါ်တယ်ဆိုတာငကူငကူ price က90ပါ90ကို29နဲ့ချတာဟုတ်တယ်90ကို29နဲ့ချတာဟုတ်တယ်တုံးကြည့်ပါနော်အရန်ကိုပြီးတော့ဒီမှာပျက်စီးသွားတဲ့စပင်လေးတွေကိုလည်းအထဲမှာဆင့်ဝင်ပြီးမှလေ ်သူကပြန်ပြီးအသက်ရှင်လာအောင်သူကပြေးနိုင်တဲ့အတွက်ကြောင့်အရန်အရန်ကိုကောင်းတာဟုတ်တယ်တုံးချပါနော်ကျမဆိုရင်ကျမဆိုရင်အမ် အလုပ်နည်းနည်းများတဲ့လူထဲမှာပါတယ်ထွေထွေထူထူအော်အချင်းကုန်ပြီးဟိုဟာဒီဟာရောက်မယ်အာအာလုတ်မယ်ဆိုရင်အမကောင်းလို့မဟုတ်ပြီမဲ့မလုတ်ဖြစ်ဘူးပြီးတော့လုတ်ရင်လည်းတခါတလေပဲကိုယ်အလုတ်ဖြစ်တယ်ဒီဟာလေးတွေစွန်းကွာအခါနည်းလေးကြိုင်ကွာဒီလိုလေးလုတ်ပြီးမှ အလီတချရာ9မိနစ်လေး10မိနစ်လေးအရန်လွယ်တယ်။ကွာအိတ်လိုက်တယ်အိတ်တယ်ဆိုနေကွာဒီဟာလိမ့်ပြီမဲ့ခေါင်းဦးထဲမှာငိပတ်နေလောက်အောင်စီဆွဲဆံလို့လေ။အဲ့ဒါဆိုမနေ့ပြန်လျှော်လိုက်တယ်။ဒါမဲ့အကုံလုံးနဲ့အောင်တော့လုတ်လိုက်ပါတော့။အကုံလုံးကိုနဲ့နေရမယ်နဲ့နေရမယ်။ကွာအကုံလုံးကိုနဲ့အောင်တီချလေးလို့အကုံလုံးကိုအကုံလုံးကိုနေလိုက်အကုံလုံးကိုရအောင်ပေါ့နော်။ဟိုစန်တာရင်း ထဲစင့်ဝင်အောင်ကောင်းကောင်းလေးလုပ်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဟိုးဆူဆွဲနေစမ်းမလို့ဘူးနန်းဟိုအာနည်းနည်းလေးပဲပေါ့နော်နည်းနည်းအရာမထီတဲ့ဟာလိုမျိုးလည်းမဟုတ်ဘူးလေအကုန်လုံးထီအောင်အဲ့ဒါဒါအမေရန်လုပ်ပါအရန်ကိုကောင်းပါတယ်ပြီးတော့လျှော်တဲ့ချိန်ကျန်ကွန်ဒီရှင်နာလေးနဲ့လျှော်ကွန်ဒီရှင်နာလေးကိုအမေရန်သုံးပါမိန်ကလေးစင်ကွန်ဒီရှင်နာကိုအမေရန်သုံးပါဒါပေမဲ့ကွန်ဒီရှင်နာနဲ့ဥယီပြတ်မထီပါနဲ့ဥယီပြတ်ထီရင်ကတော့ဘုတ်ထွက်လာမယ် ရားလာမယ်နော်အဲ့ဒါဆိုတော့ဒီဟာလေးကိုပြီးတော့ဒီဟာလေးကိုသုံးတဲ့အချိန်ကြက်ရင်အကျင့်လုပ်ပါကောင်းချော်ကြီးတစ်ခါလေးပဲသုံးပါကိုကတပတ်လောက်ဒီဥယီပြောင်းညပန်းနေအောင်ထားတယ်ဆိုတော့နှစ်ခါသုံးလိုက်ပေါ့ဒါမဲ့ကိုကသုံးရက်တစ်ခါဒီစပင်းစီရီသုံးရက်တစ်ခါရှော်တာနဲ့ဆိုရင်နှစ်ခါသုံးဆက်မလို့အမှန်တကယ်ဆိုရင်လေနှစ်ခါသုံးရင်စပင်းဒီနာ original စပင်းလေးတွေကိုအော်ပြက်စီးသွားတယ်လေ original စပင်းရဲ့ အစီတဘာဝအစီလေးတွေကိုပျက်စီးသွားတဲ့အတွက်ကြောင့်စပင်ကလေး6ကပ်ပြီးမှဟိုဘာလဲပျက်စီးဖို့ပူလွယ်တယ်တခါလေးလျှော်တာနဲ့ကောင်းကောင်းလေးတီချာလေးလျှော်ပြီးမှအဲ့ဒီအရင်နဲ့ဟိုထက်ခါတခါခါပြန်လျှော်လိုက်အဲ့ဒါဆိုရင်အဲ့ဒါဆိုရင် conditional လေးနဲ့ဆိုရင်လုံလောက်ပါတယ်နော်ပြီးတော့အဓိကကိုကရှော်တဲ့ချိန်ကျရင်ဒီဦးရီပြောက်ကောင်းကောင်းလေးရှော်လိုက်ပေါ့ရှမ်ပူက ကောင်းကောင်းလေးအမြှုပ်ထွက်အောင်ဦးရင်ပြောက်လျှော်လိုက်ဒီစန်တာဆွန်လဲဒီစန်တာကအဲ့ဒီအမြှုပ်လေးတွေနဲ့ကောင်းကောင်းချင်းပြီးမှအဲရေကောင်းကောင်းလောဘာမှမကြမ်းမဲနဲ့ conditional လို့ပြီးတော့ conditional မတုံးချင်တဲ့လို့ပေါင်းစီလက်တုံးလို့ရတယ်ကျမကပေါင်းစီကို conditional လို့ပဲတုံးတယ်ပေါင်းစီကိုတခြားလေးတုံးတုံးတုံးအဲ့လိုတုံးပြီးမှကိုခန္ဓာကိုကရှော်တော့မယ်စွန်းဒီမှာ ဒီမှာအဲ့ဒီမှာထားမှအကူခန္ဓာကိုရှော်ရှော်ပြီးမှအကုန်လုံးပြီးသွားပြီဆိုရင်ရည်ကျင်းလိုက်တယ်ကျင်းလိုက်တယ်ဆိုရင်ကိုကမဖြောင့်ဆင်းနေတဲ့ဟာကြိုက်တယ်ဆိုရင် conditioner ထပ်ထည့်တယ်ပေါ့နော်တကယ်ဖြောင့်ဆင်းတဲ့ဟာတိတ်မကြိုက်ဘူး on spin အကျမာရာပဲရချင်တယ်ဆိုရင်အလောက်နဲ့ပေါင်းစင်းနဲ့လည်းလုံတော့တယ်ပေါင်းစင်းစုပြီးမဲ့လည်းအဲ့ဒါလည်းဈေးမကြီးဘူးနော်ကိုက ဒီလောက်လောက်မှာဟိုပါလေအများကြီးပြရတာလည်းမဟုတ်ဘူးကွာနေ့တိုင်းသုံးတယ်ဆိုတော့၅လလက်ခံတယ်လေ၃လလက်ခံတယ်လေအဲ့လိုမျိုးလေးတွေတာအိမ်မှာသုံးတယ်ဆိုရင်ပိုက်ဆံလက်ဆက်ဖြည့်တယ်ပြီးတော့စပင်လက်အမဲရန်ကောင်းတယ်အမ်ပြီးတော့ကူကူတိုင်းလက်စစ်ချမ်းသာတယ်အေးအဲ့ဒါကြောင့်အဲ့လိုမျိုးလေးတွေနဲ့ကိုစပင်သားထက်ခဲမယ်ဆိုရင်တော့ဘယ်လိုပဲစီတုံးတုံးအရင်မပစ္စည်းဘူးနော် အဆင်ပြေတယ်နော်ကျမတော့စီးသုံးတာကျမက bleaching မလုပ်ဘူးကို highlight မလုပ်ဘူးဒါတော့ပဲအခြားဟာအကုန်လုံးလုပ်တယ်နော်နှစ်ပတ်တစ်ခါစီးဆိုးတယ်ဆိုတာစဉ်းစားကြည့်စီးဆိုတာအဆက်ပဲလीနော်ဘလောက်ပျက်စီးမလဲဒါပေမဲ့အဲ့ဒါလေးတွေအမေရန်သုံးတဲ့အတွက်ကြောင့်အရန်ကြီးမပျက်စီးဘူးယောက်ျားလေးဆိုရင်လည်းအသက်35ကျော်လောက်ဆိုရင်တချို့တွေက spin ဖြူထက်တယ်လေအဲ့ဒါဆိုရင်လည်းသုံးလို့ရတယ်ယောက်ျားလေးအတွက်ဆိုဘူးတောင်လွယ်သေးတယ်ကွာဒီလိုလုပ်ပြီးမှအိုးကြီးပြဒါဆိုရင်ကမှအဲ့လိုမျိုးနဲ့မအိတ်ချင်ဘူးဆိုရင် မလျှော်ခင်မာနာရွေမလျှော်ခင်မာတနာရီမလျှော်ခင်မာသုံးနာရီကြာရင်ကြာကြာလီကောင်းလာပေါ့နော်ပြီးတော့အမ်တခါတရီကြာရင်ကိုကလျှော်ပြီးမှအာတရက်လောက်မလျှော်ဖြစ်ရင်လည်းဒါအန်တရရမရှိဘူးဆရာအများကြီးမထည့်ထားတဲ့အတွက်ကြောင့်ကောင်းလေးလိုမျိုးကောင်းလေးနေတလို့မျိုးလဲမခံစားရဘူးကျွန်မတခါတရီကြာရင်လင်းပြီးမှဦးကြီးပြက်ကအေးစင်းပြီးမှနေလို့ထိုင်လို့ ရတာတော့မရှိဘူးတခါတလေကျရင်3ရက်လောက်စနေနေရချင်းတဲ့ဟာတော့မှ तू ပျောက်သွားတာအဲ့ဒါဆိုတော့အရန်ကိုဘီးစီးတဲ့ချိန်ကျင်ကွာအမ်အဘူးစမမချော်ဖြစ်ရင်လည်းဘာမှမဖြစ်ဘူးအန်ဒရီလုံးဝမရှိဘူးအဲ့ဒါကြောင့်ကိုအိမ်မှာ ပတ်စံလက်မကုံဘဲနဲ့စပင်ကိုအမဲရန်ကောင်းချင်တဲ့လူတွေအတွက်ခုစပင်ကအရန်ပစ္စည်းပါလားဘယ်လိုထက်ခရရမလဲလို့စဉ်းရနေတဲ့လူတွေဆိုရင်ဒီဟာကိုတုံးဖြစ်အောင်တုံးပါနော်29နဲ့ပြာ90လေးပဲဖြစ်ပါတယ်အချားရဲ့အသုံးခံပါတယ်လို့နော်ကိုမစ်စရတဲ့အကျိုးရှိမယ်ဆိုရင်ဒီတခါတခါကြာရင်တော့စပင်ပေါ့နော်စပင်အကြောင်းတခါတခါကြာရင်မျက်နှာအရေးအကြောင်းပြီးတော့မျက်နှာလိမ့်တဲ့ဟာနဲ့နောက်ဆိုရင်တော့ အော်အမျိုးမျိုးပေါ့နော်ဒီမျက်နှာအလှပနဲ့ဘလူးနုပြူလန်းဆန်းအောင်နေရမလဲဆိုတဲ့ဟာလေးတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကုမစ်စီအတက်ကျူးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all love you all see you on next video bye bye